မင်္ဂလာပါရှင်ဒီမော့ဆိုတိုက်ပွဲအတွင်း KNPDP တိုက်ရင်တုံရဲဘော်တူကြာဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ခရနီပြင်းတဲ့ဒီမော့ဆိုမျိုးရှစ်တန်းတနေရာမှာ ခရနီအမျိုးသားညင်ချင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီ KNPDP အမတ်တုံတရင်ကရဲဘော်တူကြာဆုံးခဲ့ရတယ်လို့ KNPDP တိုက်ရင်တုံကထုတ်ပြန်ထားပါတယ် KMPDP တပ်ရင်တုံးမှတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ဂျေရုံခေါ်မာကုတူမိကေကိုပိုင်အမတ်ကပမြင်းဆောင်ကိုကိုတက်လေးတက်ကဒမောဆူရှစ်တန်းတိုက်ပွဲအတွင်အာနာတင်းစစ်တပ်ကိုတော်လန်တိုက်ခိုက်ရင်းပြီးခဲ့တဲ့အော်တိုဘလာ10ရက်နေ့မှာကြာဆုံးခရတဲ့လို့ဖော်ပြထားပါတယ်။ရဲဘော်ဂျေရုံခေါ်မာကုတူမိကေက KMPDP တပ်ရင်တုံးမှစတင်တာဝန်ထမ်းဆောင်ခြင်းကစပြီး ပေးအပ်တဲ့တာဝန်တွေကိုခြေပုံစွာထမ်းဆောင်နိုင်ခဲ့တဲ့ရဲဘော်ဖြစ်တယ်လို့ဆိုထားပါဗျ။ရှဲဘော်ခြေရုံးခေါ်မာခုတ်တူမိကေကြာဆုံးခရမှုအပေါ်မိသားစုနဲ့ထတ်တူဝန်နေရပြီးအာဇာနည်တူရဲကောင်းအဖြစ်မှတ်တမ်းတင်ဂွန်ပြုတ်သွားမှာဖြစ်တယ်လို့ KNPDP တပ်ရင်းတုံးကအတိပေးထားပါတယ်။လက်ရှိမှာစစ်တပ်ကရှန်းကရနီနယ်ဆက်ဖဲခုံမိုးပြဲအပါအဝင်ကရနီပြည်နယ်ဒမော့ဆိုဘရူဆိုဘော်လကဲလမ်းမကြီးတလျှောက်ကို စစ်ကြောင်းထိုးနေတဲ့အတွက်တော်လည်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်လျက်ရှိနေပါတယ်ရှင်။